သမီးတို့အားလုံးမင်္ဂလာပါကဲဒီ channel တူတူဒီနေ့စာသင်ချိန်လေးရာဘာလေးကိုလေ့လာမလဲဆိုတာကိုကြည့်ရအောင်နော်ဒီချေတော့အရင်အရှေ့ရစာသင်ချိန်တွေမှာမောင်မောင်ကြောင်မောင်မောင်ရဲ့တငယ်ချင်းတွေအကြောင်းပြီးတော့မောင်မောင်ရဲ့မိသားစုအကြောင်းမောင်မောင်မိသားစုရဲ့အလုပ်ကိုင်းတွေအကြောင်းပြီးတော့မောင်မောင်တို့အိမ်အကြောင်းဒီချေတော့လေ့လာပေးကြပြီအခုဒီတစ်ခေါက်စာသင်ချိန်လေးမှာတော့ဒီချေတော့ကမောင်မောင်တို့မိသားစုဟာစားသုံးတဲ့အစားအစာ မောင်မောင်တို့ရဲ့ထမင်းဝိုင်းလေးအကြောင်းကိုလေ့လာကြမယ်။ကဲဒါတို့သမီးတို့မောင်မောင်တို့မိသားစုဘာတွေစားလဲဆိုတာကိုကြည့်ကြည့်ရအောင်။မောင်မောင်တို့ထမင်းဝိုင်းပုံလေးကိုတွေ့လား။ထမင်း၊အရွက်ကြောပြီးသွားတော့ဟင်းချို ပဲဟင်းချိုအာ ပြီးတော့ရင်နွေးချမ်းလေးလည်းတောက်ကြတယ်သူတို့အလဲရဝိုင်းဝိုင်းလေးပကံပြားလေးတွေကိုထည့်ထားတဲ့ဟာလေးကဘာလေးလဲသိလားအသီးရွက်ဆောင်လေးတွေဘေးမှာပတ်ချလဲထည့်ထားတဲ့ဟာလေးဟုတ်တယ်အဲ့ဒါကငပိရေလို့ခေါ်တယ်နော်ငပိရေရေပြီးတော့ဘေးနာကအသီးရွက်ဟာလေးတွေကိုတိုးစရာလို့ခေါ်တယ်ကဲဒါဆိုလို့ရှိရင်ဒီတစ်ခါသင်ခန်းစာမှာတီချယ်တို့ကဘာကိုလေ့လာကြမလဲဆိုလို့ရှိရင်အခု မောင်မောင်တို့ထမင်းဝိုင်းထဲမှာဆိုလို့ရှိရင်ကြက်သားနဲ့အာလူးနဲ့ချက်ထားတဲ့ဟင်းလေးကိုတွေ့တယ်ဟောအဲ့ဒီကြက်သားနဲ့အာလူးနဲ့ချက်ထားတဲ့ဟင်းထဲမှာဘာတွေပါလဲဆိုတာကိုတချဲတော့ပြောကြည့်ကြမှာဟုတ်တယ်ကြက်သားနဲ့အာလူးဟင်းထဲမှာကြက်သားပါတယ်အာလူးပါတယ်ပြီးတော့တော့ဟင်းခက်မွေးချိုင်တွေပါတယ်စီပါတယ်ဂျင်းပါတယ်ကြက်သွန်ဖြူပါတယ် နော်ကဲဒါဆိုလို့ရှိရင်နောက်ထပ်ဟင်းတစ်မျိုးကြည့်ကြည့်မယ်အသီးရွက်ကြောအသီးရွက်ကြောမှာဆိုလို့ရှိရင်ဒါတို့သမီးတို့တွေ့မယ်မုံလာဦးနေပါတယ်ဂေါ်ဘီပါတယ်နော်အစာအုပ်စု၃စုကိုစုံလင်အောင်လို့စားကြတယ်မောင်မောင်တို့အိမ်ရကြတော့ဒီသင်္ကန်းစာမှာတစ်ချဲတော့ဘာလို့လာမှာလဲဆိုလို့ရှင်ရင်ဟင်းနေတူပေမဲ့ပါဝင်တဲ့ပစ္စည်းတွေမတူတဲ့အကြောင်းတစ်ချဲတော့လေ့လာကြမှာ ဥမာဆိုလို့ရှိရင်ကြက်သားဟင်းမှာဆိုရင်ကြက်သားပါတယ်အာလူးပါတယ်အဲပြီးကြတော့ဟင်းခန့်မွေးချိုင်နေပါတယ်စီပါတယ်ကြက်သွန်း ချက်သွန်းနီးချက်သွန်းဖြူချင်းအဲ့ဒါလေးပါတယ်တချို့တော့ကချက်သားကြော်တဲ့အခါဆိုလို့ရှိရင်တော့ချက်သားရဲ့စီရဲ့ရတာမုံရဲ့စားရဲ့အဲ့လိုအရာလေးဖြစ်သွားမှာနော်ပန်းဝင်ပစ္စည်းလေးတွေကပြောင်းသွားတယ်ဒါပေမဲ့ဟင်းကတော့မပြောင်းဘူးဟင်းဆိုတာကချက်သားဟင်းချက်သားကြော်အဲ့လိုမျိုးပဲအသီးရွက်ဆိုလို့ရှိရင်လည်းအဲ့လိုပဲကစွန်းရွက်ကစွန်းရွက်ဆိုလို့ရှိရင်ကစွန်းရွက်ပြုတ်ကစွန်းရွက်ချင်ဟင်းကစွန်းရွက်ကြော်ဒါက ကအသီးအရွက်တွေရနေပြီးတော့ စားတဲ့ရတဲ့အစားအစာတွေเนาะကဲနောက်ပြီးတော့နောက်တစ်ခုကိုကြည့်ပါဦးဟင်းချိုဟင်းချိုဆိုတာလေးကပဲကြီးဟင်းချိုသူပြထားတဲ့အဝါရောင်လေးပဲကြီးဟင်းချိုဆိုတာကအမျိုးမျိုးရှိတယ်เนาะ ပဲအဝါတဲသေးလေးတွေကိုချက်တာလည်းရှိတယ်ပဲအနီတဲသေးလေးတွေကိုချက်တာလည်းရှိတယ်နောက်ပြီးကြတော့ပဲအချီးလေးဒါတို့သမီးတို့တိကြမှာမမေနဲ့ဈေးသွားတဲ့ခါကြလို့ရှိရင်ကြည့်ကြည့်လို့ရတယ်ပဲကြီးတို့အဲ့ဒီဟာတွေကိုဟင်းချိုချက်ကြတာကဲဒါဆိုလို့ရှိရင်မမောင်တို့မိသားစုရဲ့ထမင်းဝိုင်းလေးဟာဆုံဆုံလင်းလင်းနဲ့စားချင်စရာတွေအများကြီး က်တွေ့ရမှာเนาะကဲဒါဆိုလို့ရှိရင်တားတို့သမီးတို့ရဲ့ထမင်းဝိုင်းထဲမှာရောအဲ့လိုပဲအစာအုပ်စု၃စုလုံးဆုံးလျောင်ပါရဲ့လားဆိုတော့ကြည့်ကြည့်လိုက်ရအောင်เนาะအသားပါမယ်အသေးရွက်ပါရမယ်ဟင်းရည်တောက်စရာလေးပါရမယ်တားတို့သမီးတို့ရောအဲ့လိုမျိုးအစာအုပ်စု၃စုလုံးဆုံးအောင်စားရဲ့လား စားရမယ်နော်အဲ့ခါကြလို့ရှိရင်ခန္ဓာကိုယ်ကြီးထွားမယ်အင်အားရှိမယ်ယောဂတွေကိုကာကွယ်မယ်ဒါကအစားအစာ အုပ်စု၃စုလုံးပအောင်စားမှအဲ့လိုအရာတွေကိုရမှာကဲဒါဆိုလို့ရှိရင်ဒီ channel အတူတူနောက်သင်ခန်းစာလေးတစ်ခုကိုတွားကြည့်ရအောင် ဒီစာသင်ချိန်လေးကဘာကြောင့်လေ့လာမှလဲဆိုလို့ရှိရင်အစားအစာတွေကိုဘယ်အရလဲဆိုတဲ့အကြောင်းလေးကိုလေ့လာကြမှာကဲအစားအစာတွေကိုရရှိတဲ့နေရာဘယ်နှမျိုးရှိတယ်လို့ထင်လဲစဉ်းစားကြည့်ပါဦး ဒီချက်ကတခုပြောပြမယ်အစားအစာလေးကိုရရှိတဲ့နေရာကနှစ်နေရာရှိရယ်ဘယ်နေရာနဲ့ဘယ်နေရာကြီးလဲဖြစ်မလဲဆိုတာကိုစဉ်းစားကြည့်ရအောင်ဟုတ်တယ်အစားအစာကိုရရှိတာကအပင်နဲ့တလိမ့်ဆန်နေစီရနေပြီးတော့ရရှိတာเนาะကဲဒါဆိုဒီချက်နဲ့အတူတူ ပုံလေးတွေကိုကြည့်ပြီးတော့လေ့လာကြည့်ရအောင်ကဲဒါဘာပုံလေးဖြစ်မလဲဟုတ်တယ်ဒါတို့သမီးတို့နေ့တိုင်းစားနေတယ် ဆန်ရဲ့အပင်နော်ဒါကစပားခင်းလို့ခေါ်တယ်အဲ့ဒီစပားပင်စပားခင်းရနေပြီးတော့ဘာရလဲဆိုလို့ရှိရင်ဒါတို့သမီးတို့နေ့တိုင်းစားတယ်ထမင်းကိုရတယ်ကဲဒါဆိုလို့ရှိရင်နောက်တစ်ခုကြည့်ကြရအောင်နောက်တစ်ခုကဒါဘာပုံလေးလဲသူကရေထဲမှာစိုက်ရတဲ့အပင်လေး อ oh, ๋อဒီပုံလေးကကစွန်းပင်လို့ခေါ်တယ်เนาะကစွန်းပင်นี่အများကြီးဟာကိုကစွန်းခင်းလို့ခေါ်တယ်ကဲဒါဆိုလို့ရှိရင်ဒီကစွန်းပင်ကစွန်းခင်းရနေပြီးတော့ဘာတွေရမယ်ထင်လဲဟုတ်တယ်ကစွန်းရွက်ကြော်ရတယ်ကဲဒါဆိုလို့ရှိရင်အပင်ကနေရရှိတဲ့အစားအစာတွေကိုသိကြပြီဒါဆိုလို့ရှိရင်အပင်ကနေက အတိရွတ်တဲ့ထမင်းတို့အဲ့လိုဟာတွေပဲရတာလားဆိုတော့မဟုတ်သေးဘူးအတိနံနေလည်းရသေးတယ်။ကဲဒါဆိုဒီပုံလေးကိုကြည့်ပါအောင်ဒါဘာပုံလေးဖြစ်မဲ့ထင်လဲဒီပုံလေးကလိမ္မော်ပင်ဟုတ်တယ်လိမ္မော်ပင်ကနေပြီးတော့ဘာရလဲပန်းတိရလားငပြောတိရလား မဟုတ်ဘူးเนาะလိမ္မော်ပင်ကနေပြီးတော့လိမ္မော်သီးရတယ်။ကဲဒါဆိုလို့ရှိရင်အပင်ကနေကဒီချေတို့နေ့စဉ်စားနေတယ်၊ထမင်းလည်းရတယ်။ပြီးသွားတော့အသီးအရွက်ကြော်ရတယ်၊အသီးနှံနေရတယ်။ကဲဒါဆိုလို့ရှိရင် အစားအစာတွေရရှိတဲ့အဓိကနေရာတစ်ခုကတော့ပြီးသွားပြီ။နောက်တစ်ခုကိုကြည့်ကြည့်ကြမယ်။နောက်တစ်ခုကဂျာတော့တလိမ့်ဆန်အနေရရှိတာ။ကဲတလိမ့်ဆန်ဆိုဘာကောင်လေးဖြစ်မလဲကြည့်ရအောင်။ ။အော်ပထမဆုံးပုံလေးကိုကြည့်ပါဦး။ဒါဘာကောင်လေးလဲ။ဟုတ်တယ်။အဲ့ဒါကကြက်ကလေး။ကဲကြက်ကလေးစီကနေပြီးတော့ဘာရလဲ။ဟုတ်တယ်ကြသားဟင်းရတယ်ကြသားကြော်ရတယ်ကဲဒါဆိုလို့ရှိရင်ကြက်ဆိုတဲ့တလေးဆန်စီရပဲရတာလား မဟုတ်သေးဘူးရေထဲမှာနေတဲ့သတ္တဝါလေးတွေကလည်းစားလို့ရသေးတယ်အခုဒီပုံလေးကိုကြည့်ပါဦးဒီပုံလေးမှာဆိုလို့ရှိရင်ငါငါကနေဘာရလဲငါဟင်း ငားကြော်เนาะငားစားလို့ရှိရင်ညံကောင်းနေငားအများကြီးစားပေးရအောင်เนาะကဲဒါဆိုလို့ရှိရင်တီချယ်တို့ဒီသင်္ကန်းစာမှာဆိုရင်အပင်လေးတွေရနေပြီးတော့ရရှိတယ်တံတဝါလေးတွေရနေပြီးတော့ရရှိတယ်အစားအစာအဓိကရရှိတဲ့နေရာနှစ်မျိုးရှိတယ်အဲ့ဒီဟာလေးကတော့အပင်နဲ့တံတဝါလေးဒါတို့သမီးတို့တွေမှတ်ထားကြเนาะအစားအစာရရှိတဲ့နေရာကနောက်တစ်ခေါက်ပြောကြည့်ပါဦးအပင်နဲ့ တတော်ဝါးလေးဆီရနေပြီးတော့ရရှိတာပင်လေးတွေဆီရနေပြီးတော့အသီးနှံလေးရရှိတယ်အသီးရွက်တွေရရှိတယ်တတော်ဝါးလေးတွေဆီရနေအသားဥရရှိတယ်နော်ဒါတို့သမီးတို့လည်းအခုဆိုလို့ရှိရင်အစားအစာတွေကိုဘယ်နေရာနေရရှိလဲဆိုတာကိုသိသွားပြီဆိုတော့တေချာမှတ်ပြီးတော့တိချက်နဲ့နောက်စာသင်ချိန်တစ်ခုကိုကြည့်ကြည့်ရအောင်နော် ဒီစားသင်ချိန်လေးမှာဒီ channel အတူတူလေ့လာမယ့်ဟာလေးကတော့အစားအစာတွေကိုဘယ်နေရာကနေရသလဲဆိုတဲ့ဟာလေးကဲဒီပုံလေးကိုကြည့်ကြည့်ပါဦးဒီပုံလေးမှာဆိုလို့ရှိရင်ဟိုးအနောက်ဘက်မှာလေကားတက်လို့မျိုးစိုက်ခင်းလေးတွေတွေ့လားအဲ့ဒီစိုက်ခင်းလေးတွေကဒီ channel ဟိုးအရှိရာသင်္ကန်းစာမှာပြောခဲ့သလိုမျိုးပဲအဲ့ဒါကတောင်ယာတွေမှာဆိုလို့ရှိရင်အဲ့လိုလေကားတက်စိုက်စိုက်ခင်းလေးတွေစိုက်ကြတာ နော်ကဲပုံလေးကိုကြည့်လိုက်သူကလှေကားတက်လိုမျိုးလေးဖြစ်နေလို့လှေကတိဆိုင်ပြိုးရေးလို့ခေါ်ကြတယ်ဒါကတောင်ယာဆိုတဲ့အခါကျတော့တောင်မော်ဒေတာတွေအဲ့လိုမျိုးနေရာတွေမှာမြေပြန်ရှားတဲ့နေရာတွေမှာစိုက်ကြတာကဲဒါဆိုလို့ရှိရင်သူ့ရဲ့ရှေ့လေးမှာကြည့်ပါဦးမြေပြန်လေးနည်းနည်းရှိတဲ့နေရာမျိုးမှာဆိုရင်ဘာပင်လေးတွေစိုက်ကြလဲဆိုရင် အပင်ကြီးမျိုးတွေကိုစိုက်ကြတာကဲပြီးသွားတော့အောက်ကပုံလေးကိုကြည့်ကြည့်ပါအောင်အောင်နာလေးမှာဆိုလို့ရှိရင် နေပြန့်လေးရဲ့ရေလေးရဲ့နှစ်ခုဆက်ကြားလေးမှာဆိုလို့ရှိရင်ဘာကောင်လေးတွေအတွက်နေရလဲဟုတ်တယ်မြေကြီးပေါ်မှာလည်းနေတယ်ကုန်းပေါ်မှာလည်းနေတယ်ရေထဲမှာလည်းနေတယ်ဘဲလေးတွေရဲ့နေရဘဲလေးတွေကိုမွေးထားတဲ့နေရလေးနော်ကဲဘဲတွေဆီရနေဆိုရင်ဘဲအသားရတယ်ဥရတယ်ကဲဒါဆိုဘဲလေးတွေပြီးသွားလို့ရှိရင်ဒီချဲတော့ကအနောက်ကနေရလေးကိုကြည့်အောင်ဘာကောင်လေးတွေဖြစ်မှန်းထင်လဲ ဟုတ်တယ်အဲ့ဒါကဝက်ကလေးတွေနော်ဝက်ကလေးတွေနေတာကဲဝက်ကနေဆိုရင်ရောဘာရလဲဝက်ကနေဆိုလို့ရှိရင်အသားရတယ်နောက်ဝက်ဦးချောင်းလည်းရတယ်နော်ဒါတို့သမီးတို့ကြိုက်ကြတယ်ဟုတ်ဝက်ဦးချောင်းเออဒါဆိုလို့ရှင်ဒီချေတော့อ่ะနောက်တစ်ခုလေးကိုကြည့်အောင် နောက်ခြံဝင်းလေးတစ်ခုอ่ะဘာកောင်လေးရင်ဖြစ်မဲ့ထင်လဲဟုတ်တယ်ဝမ်ဘဲဝမ်ဘဲနဲ့អော်တယ်ណွားလေးတွေကဲណွားစီဟာရောဘာတွေရမဲ့ထင်လဲ ဟုတ်တယ်နွားကလည်းအသားရတယ်ပြီးကြတော့နို့ရတယ်နော်ကဲနွားရဲ့အသားကိုတချေတော့ကဘလို့လို့ခေါ်လဲဟုတ်တယ်တော်လိုက်တာနွားရဲ့အသားကိုအမဲသားလို့ခေါ်ကြတယ်နော်ပြီးကြတော့နွားစီကနေနွားနို့လဲရတယ်နွားနို့ကနေမတဆင်ဒိန်ချင်းတို့နှိုးနဲ့ဆက်ဆက်တဲ့ အဝါပစ္စည်းတွေအများကြီးပဲရတာနော်ကဲနွားချံလေးရဲ့ဘေးနားမှာဘာချံလေးရှိမှထင်လဲသူကတခုလုံးပိတ်ထားတယ်အဲ့ဟာလေးရဘာကောင်လေးတွေမွေးထားတာဖြစ်မှထင်လဲစဉ်းစားကြည့်ပါဦး ဟုတ်တယ်အဲ့ဒါကကြက်ချံလေးပါကြက်ကလေးတွေအထဲမှာကြက်ပေါက်ကလေးတွေရှောက်သွားမှဆိုးလို့ကြက်တွေကငှက်မျိုးစားထဲမှာပါတဲ့အတွက်သူတို့ကနည်းနည်းလေးပြန်နိုင်တယ်အဲ့တော့ခုံပြီးတော့ရှောက်သွားရင်ရေထဲကျသွားတဲ့အခါကျလို့ရှိရင်တေသွားမှဆိုးလို့ကြက်ချံအောင်ဆိုရင်ခက်မြင့်မြင့်လေးကာထားကြတယ်နော်ကဲကြက်ချံလေးပါကြက်ကနေရောဘာရလဲရှေ့ရတင်ငန်းဆောင်မှာလဲတိချေပြောပြတယ် ကြက်ကဆိုလို့ရှိရင်အသားရတယ်ဥရတယ်နောက်ကြက်ဥချောင်းလည်းရတယ်ကြက်ဥချောင်းတို့အသားတို့ဥတို့ကြက်ဥရတယ်နော်ကဲဒါဆိုလို့ရှိရင်ဒီချဲတို့ကရေထဲပိုင်းဘက်ကိုကြည့်မယ်ကဲရေထဲမှာဆိုလို့ရှိရင်ဘာကောင်လေးတွေတွေ့လဲ ဟုတ်တယ်ငားလေးတွေအများကြီးပဲရေထဲမှာနော်ငားလေးတွေအများကြီးရတယ်ငားကနေဘာရလဲအသားရတယ်ငားကနေဥလဲရတယ်နော်ငားဥငားဥဆိုတဲ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 လေးတွေအများကြီးစုနေတာဒါတို့သမီးတို့စားဖို့ကြလားငါဥာစားလို့ကောင်းတယ်နော်။ကဲဒါဆိုလို့ရှိရင်တီချယ်တို့ကဒီဘက်ကစာမျက်နှာလေးရပုံလေးကိုကြည့်ကြမယ်။ ဒီဘက်ဆာမျက်နှာပုံလေးမှာဆိုလို့ရှိရင်သူကဘာကိုပြထားလဲဆိုလို့ရှိရင်မြေပြန့်မှာအကွက်အကွက်ကလေးတွေနဲ့စိုက်ထားတဲ့ဟာလေးကိုတွေ့လားဟုတ်တယ်အဲ့ဒါကစဘာခင်းလို့ခေါ်တယ်เนาะနောက်ပြီးကြတော့ရှေရှေးအပင်လေးနှစ်ချောင်းကိုတွေ့တယ်ဟော အဲ့ဒါကထန်းပင်လို့ခေါ်တယ်နော်ထန်းပင်ကနေဘာရလဲဆိုရင်ထန်းရွက်ရတယ်ထန်းသီးရတယ်ထန်းရည်ရတယ်နော်ထန်းရွက်ကတခါတလေကျရင် အိမ်တို့ဘာလို့ကာတဲ့အခါမျိုးဆိုလို့ရှိရင်သုံးကြတယ်ကဲဒါဆိုလို့ရှိရင်ဒီ సైకిల్ လေးရောဘာ సైకిల్ လေးဖြစ်မဲ့ထင်လဲအဲ့ဒီအကွက်ကလေးအကွက်ကလေးနဲ့စိုက်ထားတဲ့ဟာကဟုတ်တယ်အဲ့ဒါကစဘာ సైకిల్ เนาะ ဲ့ဒါဆိုလို့ရှင်ရင်ဒီပုံလေးကိုတားလို့သမီးတို့အားလုံးခြုံပြီးကြည့်ကြည့်ရင်အနောက်ကတောင်တန်းလေးတွေမှာဆိုရင်တောင်တန်းဆိုလို့ရှင်ရင်လေကတိစာပြိုးရေးလောက်တယ်မြေပြန့်ရှိတဲ့ဟာမျိုးဆိုရင်နှစ်ရှည်တီးပင်စားပင်အကြီးဆိုင်တယ်ပြီးသွားတော့ဒီဘက်ကမြေပြန့်ထက်ရှိသေးလို့ရှင်ရင်စပါးခင်းလေးတွေစိုက်ကြတယ်ဩရေထဲမှာဆိုလို့ရှင်ငါးဖန်းနေရာလေးကိုတွေ့လား သူ့ရဲ့လက်ထဲမှာကင်ထားပြီးတော့ပြစ်လိုက်တဲ့ဝိုင်းဝိုင်းလေးရအဲ့ဒါကပိုက်ကွန်လို့ခေါ်တယ်နော်ငားဖမ်းတဲ့အခါကျလို့ရှိရင်သုံးတာငားတွေကိုတကောင်ချင်းတကောင်ချင်းထိုင်မြားနေလို့ရှိရင်ဒီချေတော့အဆင်မပြေဘူးလေတနေကုန်ချိန်နေအများကြီးကြာမယ်အဲ့ခါကျတော့ငားတွေအများကြီးမိကျင်တဲ့အခါမျိုးဆိုရင်ဒီချေတော့ငားများချိတ်ကိုမသုံးဘဲနဲ့ငားဖမ်းပိုက်ကွန်သုံးပြီးတော့ငားတွေကိုဖမ်းကြတယ်ဒီသင်ငန်းစာလေးကတော့ဒီချေတော့ကစားစရာတွေကိုဘယ်လိုရတယ်လဲဆိုတဲ့အကြောင်း င်းလေးကိုတင်ပေးတာပါ။ဒါဆိုလို့ရှိရင် နောက်စာတင်ချိန်လေးတစ်ခုကိုဒီ channel အတူတူဆက်ပြီးကြည့်ကြမယ်နော်။